ဆရာမကြီးတကုံခင်ခင်လေးရဲ့စာဆိုတော့အီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာမကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း14ဟဲ့ခင်မကြီးရဲ့ဘကုတာရီမင်းသမီးကလေးကနေရတကဆိုးကျင်တိုင်းဆိုးနှဲ့ကျင်တိုင်းနှဲ့တော်မူခဲ့ပေတယ်။တကယ်တကယ်ဆိုတော့သူ့မောင်တော်အိနာဝင်သားမင်းသားမရရများကြီးယူထတာကိုတော့လက်လျှော့ကရှုံပေးပြီး ပြုံပြုံကလေးကျင်းတဲ့တော်မူရပါကလား။ဟုမိန်တော်မူရင်းခင်မကြီးက ဆန်းလာပါဗျာဘဂုရာရင်မင်းသမီးကလေးကလည်းကိုကျင်းစာတရားနဲ့တနာတော်မူတတ်တာကြောင့်မောင်တော်အင်တာဝင်သားမင်းသားကအချော့မော်ကောင်းတော်မူတာကတကြားကိုမင်းသမီးတွေကလည်းမောင်တော်ကမင်းသမီးကလေးကိုပုံမရေးပေးထားမှန်းသိတော့ငယ်ရွယ်သူဆိုတာလိုက်တင်ချော့ပောင်းရင်ပြီးနိုင်ကြောင်သိတဲ့အတွက်တနာအောင်ကပ်ပောင်းထားတော့သူခင်များဟိုအာနာယာဒီအာနာယာနဲ့အလိုလိုတက်ညာတော်မူခြင်းနဲ့စေတနာတွေပေါပေါလာရတယ်ထင်ပါဗျာခုလျှောက်လေရာ ထိတ်ဆူပြားကအတန်ငယ်စဉ်းစားတော်မူနေရကဟေးငါတော့ဒီနေရာလိုမျိုးမှာသူ့လိုစိတ်ရှိတော်မူနိုင်မှာဟုတ်ပါဘူးကွယ်ဟူစိတ်ထင်တော်မူရာလှုပ်ခနဲ့မိတ်တော်မူလိုက်တော့အခါအရှင်သခင်အလိုတော်ကိုလာ၍အကြိုက်ကြကြခါစားတတ်လာတော့မျက်နှလုံးမျက်နှာအကျိုးတော်ဆောင်ရာတွင်မြည်သူမုံမုံစုဖျားပြုံးလင်ခြေနဲ့နေကြဖြစ်တော်ခင်မကြီးမှာ ဘခုဓာရီမင်းသမီးလေးမှာဖះကျမလို့ပြိုတော်မျိုးတယောက်လောက်ရှီစန့်စီခြင်းလာတယ်ဗျာအိနာဝင်သားမင်းသားနီမှာဘဲမင်းသမီးပါမကန့်နိုင်အောင်အကျိုးတော်ဆောင်ပြလိုက်ခြင်းစမ်းလာပါတယ်ဒေါန်တာဟန်ပါပါဖြင့်ရှောက်တင်လေရာစူဖះကနေငယ်ပြုံးရဲ့အော်အင်းဒါဖြင့်ခင်မကြီးကဘခုဓာရီမင်းသမီးကလေးရဲ့ပြိုတော်တူဖြစ်ပြီးဆိုပါတော့ကဲဘယ်နည်းနဲ့ဟိုမင်းသမီးကိုမင်းသားအပါမကန့်နိုင်အောင်အကျိုးတော်ဆောင်ပြလိုက်ခြင်းစမ်းလာပါတယ်ဟုမိန်တော်မူခင်မကြီးကလည်း ဖះကျမဆိုတဲ့အတိုင်းဖះကျမကကို့အရှင်သခင်ကလွှင့်ဘယ်သူကိုမှလူမထင်တဲ့အကောင်မှာဖះပြော်ရမှာဖះမရမှာတန်ချောင်းဆိုတဲ့အစမျိုးကလားတပါကျွန်တက်တက်မှုတခင်မျက်နာရမယ်အလို့ဆိုဘာမဆိုစွန့်စွန့်စားစားလုံဝင်ပါရဲ့အပုံမူငယ်နှောင်းဆိုအင်တန်မုံပြီးနှလုံးအနာကြီးနာရက်လာပါတယ်ဖះခင်မကြီးဤစကားမဆုံးမိပင်ခက်ပြုံးပြုံးနဲ့သူ့ဖះကဟုတ်ပါပြီငယ်နှောင်းကိုမုံလို့ဘယ်လိုများစီရင်တဲ့တော့ငားမိတာတင်စမ်းမအောင်ဟဲ့ မှန်လားဗျာအငယ်နောက်ဆိုရင်မင်းသမီးတွေရဲ့အဆောင်ကို နေကင်းကြောင်တောင်ထမိန်တို့တို့ပြင်ဝစ်ဇွန်အတင်းအားရမှာသပင်ကိုဆွဲသူ့ကိုကိုခွလှဲလို့တခါတဲ့ခဝါဆောင်ဆောင်ပြီးတော့ဟဲ့မင်းသမီးလေငန်အောင်မလားထိုးလျှောက်တင်ကြံမှာမဆုံးမီစူဖီးယားကဟေးခင်မကြီးတန်တန်တန်မဟန်ပါဘူးအေးညီဟာကကျန်းလာကြီးကလားဟိုဟာတွေကတကယ်တိုင်းကြီးပြည်ကြီးတတိတန်းန်းကတီးဆောင်ပြင်းနေရဲ့သမီးတော်တွေပါအေးညီလုံးမာကတံငါဖျောင်းရဲကအကျင့်စီရိုက်နေပါ မိုက်မှရရန်ရှိလာတဲ့အေးဟုဂျင်းနန်းစွာမိန်တော်မူလျာခင်မကြီးကဆက်လက်ပြီးဒီနေ့ရိုင်းနေဆိုရင်ဒီပြန်တနည်းလျှောက်တင်မအောင်မဖျားအရှင်ထိတ်စုမြတ်ဗျာရွှေနှားဆင်တော်မူပါဗျာထို့ခါထိတ်စုဗျာကလည်းပြုံးတော်မူလျက်ပင်ဟမ်ဘာများတစ်မျိုးစမ်းပြီးဘလူးမှပတ်ကျန်းတားအောင်လို့လဲကဲကဲလျှောက်တင်စမ်းပါဒီလိုဗျာခုနကနီးကကျန်းတန်းပါလင်းနုနုနဲ့အမတ်ချွေချွေတယ်နေပါဗျာ အကောင်းဆုံးအဆွမ်းဆုံးအောက်လန်းစရာထပိန်ချုံစရာတယောက်ယောက်နဲ့ချီဟာကရိတ်ဖန်းတန်မှန်ဆုံးတာအင်းမြုပ်ရုတ်ထနန်ထငူ တန်ကြားဆိုဆိုတဲ့နေ့တွေနဲ့ပြီးတဲ့စီရင်သုံးမဟုတ်လို့တိုးတိုးတုတ်တုတ်ကလေးနဲ့ကိစ္စချော့ပြီးတတော်လင့်သွားစီလိုလင်းဖြင့်တိုက်မွေနဲ့ပဲပောက်တက်ခိုင်းလိုက်မယ်ဗျဘဲကလောင်များရင်ပါတယ်လေဘယ်သူမှလည်းမသိရဘူးဗျဟေးလုံလုံလာကြီးလားခင်မကြီးခင်မကြီးနင်းလေးရုပ်ကလေးကတင်းတင်းနဲ့နဲ့တကယ်တိမ်မွေပါပြီတဲ့နဲ့နေ့စိတ်ကယုံရင်ချမ်းတမ်းလာကြီးလားနင်းဒီစကားတွေတကယ်စိတ်ထဲပါလို့ပြောနေတာလားငါကတော့ပြည့်တော်ပြည့်အောင်တောင်းစီရင်မြမေ့တော်မူနေတယ်နင်းက တကယ်မနှောကံမြောင်ရင်အဝေစီရောက်မှမကြဘူးလားခုပြုံရင်မိတ်တော်မူ၍တင့်မဗျာဘကုတာရီမင်းသမီးဆိုတာကလည်းအဟုတ်မရှိအိနာဝင်သားမင်းသားဆိုတာကလည်းတကယ်မရှိဖခင်ကျမကလည်းတကယ်သူတို့ပြောတော့မှမဟုတ်ပဲအဝေစီကငရဲမင်းကြီးကိုဘွားခတ်လိုက်ပါမယ်ဖခင်တို့ကစုစုကလည်းပြုံးတော်မူကအင်းစင်ကြီးနဲ့နေမလဲလွတ်စေလွတ်စေ အပြင်းတော်ပြေပြန်လန်မိတ်ဆိုလျှောက်တင်နေကြစဉ်မေတော်ဆောင်သူအခါစားဝင်သွားတော့ထိန်တော်ကြီးပြန်ရောက်လာပြီးပါလာတော့ရွှေကလက်ကြီးနဲ့တကွစူပြအနီခါစားမိကြလေတစ်တဲ့ကြီးပြန်ရောက်လာပြီလားတင်မဗျာဟောဒီရွှေကလက်တော်ကြီးကိုရှူစားတော်မူပါစူထားဗျာဆင်တော်မူစရာရေနာလက်ဝတ်တော်မြို့မြို့ပါဗျာဟူလျှောက်ထားကခင်ဝတိကရွှေကလက်ဖုံးကိုဖွင့်၍အတွင်းကကရမသားတစ်တာကလေးကိုကိုင်းလျက်စူပြလက်သို့ဆက်တာလေသည် ။သူ့ပြားကလည်းဂရမသားတစ်တာကလေးကိုကိုင်တော်မူပြီးရွှေရောင်နှုတ်သီးကလေးကိုတွန်းဖယ်တော်မူလိုက်ရာဂရမသားတစ်တာပုံကလေးပွင့်ကြွလာလေ။အဖုံးကိုအသာအရာလှင့်မှလိုက်လင်ရွှေဝါရောင်ဂရီပါပေါ်တွင်စိမ့်ရွှင်တောက်ပါရောင်မျိုးစုံတစ်ဖိတ်ဖိတ်ကြွလျက်ရှိသောမြခရသည်လက်ကတော်ကြီးနှင့်စိန်တောင်းတော်ကြီးရှန်စုံတစ်စိန်ဒီရပြတည်းစီချဲသောလယ်ဆွဲတော်များပြင်းနှင့်လယ်ဝိတ်တော်လက်ကောက်တော်များပြင်စိန်သွဲကြကြိုးကြီးငားသွဲကိုပါ တွေ့မြင်တော်မူနေရလင်လှကျင်တော်မူသောမုံရှင်ပြုံးနှစ်သက်တော်မူလေသည်တစ်တည့်ရဲ့မြလက်ကတော်ကြီးကတဲလှပါလားဟုအာရစွာမိန်တော်မူလင်ခင်ဝသည်ကလည်းအင်တန်လှအင်တန်မှကြက်တည်ရှိလာတဲ့လက်ကတော်ကြီးပါဗျာအမေစုထားလေးစင်တော်မူလိုက်ရင်တော့ရွှေပေါ်မြတင်ဆိုတဲ့စကားကိုငကိုအသားရေတော်ကလည်းဇဘူးရဲ့ရွှေစင်လာမှုအစရာထောင်မကကြက်တည်တော်တူပွားစရာရှိပါတယ် ဒီမြရနာလေခဲ့တော်ကြီးနဲ့တကွရနာလက်ဝဲတော်များဟာတာမညဘုန်းရှင်ကန်ရှင်များနဲ့မတန်းလို့အမေတို့ဆုစုတို့ထံရောက်လာရတဲ့တော်ဝင်ရနာများကလားအထူးသဖြင့်ဟောဒီမြလေခဲ့တော်ကြီးကစူထားဖရရဲ့ဘွားတော်ဖြစ်တဲ့အမရဘူရာစတုဒ္ဒနန်းစံဖန်နန်းရှင်မင်းတရားကြီးရဲ့အဖေဒီခေါင်တောင်နန်းစံအရှင်မိဘရဲ့ကောင်းကြီးဖရရာဇပိတိက ခံတော်မူစဉ်ကဆင်မြန်းတော်မူဘူးတဲ့ဂုံတို့ဆောင်ရနာကြီးဖြစ်ပါတယ်ဖရ အရှင်မေတော်အလံနမ်မတော်ဖရာပင်လင်အခါများစွာစီရင်တော်မမူလာပဲအဲ့ဒီကရမတ်သားတစ်တာနဲ့ရွှေရိုက်တော်မှာတင်းစီထတော်မူရာကနေယခုသမိတော်ရဲ့ဘုန်းကံလျောက်ပေးသနာတော်မူလို့စိတ်များပေါပောက်ခဲ့တဲ့ဖြင့်ရွှေရိုက်တော်မှာထုတ်ယူပေးသနာတော်မူလိုက်သည်ဟုမိန့်တော်မူလိုက်ကြောင်းမှာဖရာအိုးဒါဖြင့်စုစုက ဘာတော်ဘုရားရဲ့အမွေတော်ကိုခံထိုက်တဲ့ဘုံကံပါရမီနဲ့ပြည့်စုံတော်မူလို့အလိုလျောက်မတောင့်မတရပဲထုခဲ့တဲ့ရဟနာများရောက်လာရတဲ့အတွက်နှစ်သက်ဝမ်းမြောက်ရှာကြီးဖြစ်နေပါကလားမေတော်ဘုရားမှာတမိတော်သုံးပါရှိတဲ့နဲ့စုစုကိုမှကွက်ပြီးဒီလေကတော်ကြီးပေးသနာတော်ပူလိုက်တာကညီမတော်သုံးပါမှာစုစုကကံထုတာနေတော်မူတယ်လို့ဆိုစရာရှိတယ်နော်အဲအဲဒါနဲ့နေဆက်မအောင်တည်တည်ရဲ့ မေတော်ဖုရားကဒီရတနာတွေတနာတော်မူလိုက်တဲ့အခါအမတော်မိုင်းနောင်မမဖုရားနဲ့ညီမတော်ယမဲသင်းစုထားတို့မေတော်ဖုရားအပမှာရှိကြသလားစုစုကိုမှထူးထူးခြားခြားတနာတော်မူရမလားလို့စိတ်ထားတော့ညိုကြရင် အမလေးဆိုရင်အာနာတော်မူထက်လိုက်တာစုဖျားရဲ့အမတော်မိုင်းနောင်ထိတ်စုဖျားကြီးကစေပရိလက်ဆွဲပြီးခုတော်ရေးရန်နာသုံးမှာစီကဲရင်နဲ့နေ့စဉ်ရှုပ်ထွက်တော်မူနေချာလို့ဒီရနာတွေဆင်းမြန်းပြီးမှန်ဆောင်တော်တဲ့ပြောတော်မူနိုင်အားရှာတာမဟုတ်တဲ့ပြင် ညီမတော်စုဖျားယောက်ျားအသွင်ဝိဇ္ဇနောမူရာကနေမိန်းမအသွင်နုနုရင်ရင်ပြောင်းလဲဝတ်တော်မူပြီးကြားရလို့အာရဝန်းသားနဲ့ဆုလက်စီရင်တော်မူပါစေရန်ရွှေရိုက်တော်ကအမြန်ထုတ်၍ခတ်တုတ်တုတ်တနာတော်မူလိုက်ပါဆိုတဲ့အကြောင်းကိုပင်မေတော်ဖျားကိုနေ့စဉ်တတော်ဦးတင်းနေရှာပါတဲ့ငေတော်မူသေးတဲ့ညီမတော်ရမဲတင်ထိတ်ထားပြကလေးကလည်းအဆောင်တော်ထဲမှာဥပုဂျိုးယုတ်ကလေးများနဲ့ကစားပြော်ွားတော်မူနေသေးတဲ့အတွက်ဒီလက်ဝတ်တွေကိုစီရင်တော်မူရခြင်းမဲ့မတိချသေးပါဘူးတဲ့ဖေဟာ အမတော်ညီမတော်များတို့ဒီလောက်တောင်ငှက်ကွယ်ညာတာအားနာတော်မူစရာမရှိပါဘူး။ကဲကဲအမေရဲ့ထိတ်ဆူဖျားဆန်တော်များရှင်းပြီးလက်သာပတ်မှန်များဆက်ရအောင်ချို့တော်ဆောင် ထွက်တော်မူပါတော့ဒီယနေ့ညာလှလာကြီးဝေစားစီရင်ပြီးပွဲကြည့်ဆောင်တော်တဲ့ထွက်တော်မူရလိမ့်မယ်။အမကယောက်ျားကလေးလိုဆင်းမြန်းလိုဇိုက်တန်းတော်မူတယ်လို့ထိနေကြတာဒီညတော့ရင်းရင်းကျေးကျေးထီးသွင်းနန်းဟန်ကြကြနဲ့ဆူထားဖျားကထွက်တော်မူပြလိုက်စမ်းပါ။ ခမဲတော်ဘုံတော်ကြီးလာတော်ဘုရားနေတကနန်းတော်သူနန်းတော်သားတွေကစုထားကိုအများကြီးအံ့ဩချီးမွမ်းလာကြပါလိမ့်မယ်။ဟောဒီရဲနာတွေကိုလည်းအမေကိုယ်တိုင်စုထားဖရာအစွမ်းကုန်လှတော်မူအောင်ကြကြနာနာကြီးစင်ရင်ပေးစံပါရစေ။ဟူလျှောက်တယ်လေယာ။ဟာတစ်တစ်ကလည်းဒီဝင်စားတွေနဲ့ပြုံးကနေလူတွေတဲ့သွားရမှာရှက်ပါတယ်။စုစုမျက်နာတော့မထရတတ်ပါဘူး။အိုးတဲခက်ပါလား။စုထားဖရာရဲ့ ဂျိုးပစိုးကြီးတလလနဲ့တော့တောင်သွားမြောက်သွားထင်းတော်မူရမှာရှောက်သွားနေပြီးတော့မင်းသမီးမို့မင်းသမီးပြီးပြီးဝက်စားစီရင်တော်မူသွားရမှာကိုတော့ရှက်တော်မူနေသလားအမေစုသားကတယ်လွဲတော်မူတာကိုတစ်တေကကို့အချစ်တော်စုဖရားကိုလူများတကာငေ့ကြည့်ပြီးချီးမွကြတာမြင်ချင်းလို့လို့ပါမေတော်ဖះကလည်းညကိုစူထပွဲကြည့်ဆောင် ထွက်တော်မူလာပါစေ။ညီကငါသမီးတော်ကိုလှလာပါပါစီရင်ပြီးခေါ်ခဲ့ပါအေးလို့မှာတော်မူလို့တင်ထားတာပါဖះ။ ဆူတာပြကိုဝယ်စားစီရင်ပြီးပွဲကြည့်ဆောင်တော်ကိုထွက်တော်မူပါစေမယ်လို့ဝန်ခံခဲ့တယ်ဆူဆူရဲ့အခုမှမဟုတ်တာကိုရှက်တော်မူမနေစမ်းပါနဲ့တမိတော်တွေအများပြားထဲမှာဆူဆူကထူးထူးကဲကဲချက်တည်းရောက်ပြီးရဲနာရောင်နေရှမ်းရှမ်းတောက်ပြတော်မူလိုက်စမ်းပါဟာဆူဆူမသွားချင်ပါဘူးတစ်တေရရှက်စရာကြီးမသွားလို့မဖြစ်ဘူးမေတော်ပြကမာတော်မူလိုက်တာတော်တော်ကြတင့်တင့်ရာဆွေရောက်နေပါ့မယ်ကဲကျွေးတော်သုံးတော်မူပါတော့ အာတက်ခတ်တာကိုဒါဖြင့်ခါတိုင်းလိုပဲပစိုးနယ်ပဲထွက်တော်မူမယ်ဟောလုတ်ပြန်ပါပြီဒီရနာတွေစင်ပြီးရင်ရင်ကျဲကျဲမင်းသမီးကလေးလိုထွက်တော်မူလာတာကိုရှူစားတော်မူခြင်းလို့မှားတော်မူလိုက်တာနိုဘီပြိတ္တကလည်းစုံလုံးမို့ဘုံတော်ကြီးလာတဲ့ဘုရားနဲ့တကွာရွှေနဲ့တော်ဘောကမိဘရတွေတမီးတော်တွေပါစုစုလှပရင်ချင်းမိန်ကလေးပြီးတလာတာကိုမြင်စေခြင်းလို့တမင်ခေါ်တော်မူတာစုထားရဲ့ကက်ဖဲကြီးမိန်တော်မူပါနဲ့ ဟဲ့ဟဲ့ခင်မကြီးစုစုစံတော်ရှင်းရအောင်စံတော်ရှင်းနဲ့ခင်ထားအိုကိုခေါ်လိုက်စမ်းโอ้ခင်ထားအိုဇန်တော်မရှင်းပါစေနဲ့ခင်မကြီးကိုလည်းမခေါ်နဲ့လीတစ်တစ်ကိုရန်ရှင်းပေးပါကဲတစ်တစ်ပဲရှင်းပေးပါကလေးစိုးကြီးတို့ခေါင်းထိုးရပြီးတော့မူလင် ခင်ပွားတယ်လည်းအသာအရာဇန်တော်များကိုဖြည့်လျက်ရှိနေတော့သည်ထိတ်စုပြလည်းဇန်တော်ရှင်းခံရင်က မင်းသမီးမူယံဟန်ပန်နဲ့ပြည်သက်အတွင်းသို့ဝင်းတော်မူယံအကြံတော်အိုက်လျက်မျက်နှာထမလုံးမီအရေးကိုတွေ့တော်ဆိုရင်တော်မူတဲ့တစ်ချက်တစ်ချက်တွင်စူးအောင်လျက်မမဖျားကလည်းလူများရှက်ပါရဲဆိုမှဇိုးအာရမခေါ်တော်မူတာပဲဟော်ရီတိတ်တိတ်ကြီးကလည်းလက်ကတိမဖျားလှုပ်လာသူများပြောငင်နဲ့ထမင်းကြီးဝီပြီးသွားတတ်ပါဘူးပစိုးနဲ့ဇိုးဟုတ်သေးတယ် တပါတဲ့တွတ်တွတ်တွတ်တွနဲ့ရေရွတ်တော်မူနေလေရာဆန်တော်ရှင်နေတော်ခင်ပွားတဲ့ကလည်းတခိခိကြဲ့ရည်လျက်ရှိနေတော်သည်ကဲဆန်တော်ရှင်မိမိစုထားရဲ့မှန်တော်နဲ့ရှူစားပါအောင်ဒီစရုံးကလေးမလှလားလှလေယုံကြီးလို့ခေါ်တဲ့စရုံးတော်လေးပါစုစုနဲ့အင်တန်လိုက်တော်မူတာပဲစုပြကမှန်ကုန်တော်ကိုလှည့်၍ရှူစားပြီးဘယ်မလဲလှတာဟမ်စရုံးကြီးကလဲတဲ့တဲ့ကြီးစုစုမကြိုက်ပါဟောဒီလိုဟောဒီလိုဟောဒီလိုဘေးဆောင်လေးမှကြည့်နေကြအတိုင်းလှတယ်ထင်တာ ပြောတော်မူကတဲ့တဲ့မဲ့မဲ့ဘိုးလေတွင်ပုပ်ပုံကလေးထုံထားသောစရုံးတော်ကိုလက်ရဘက်သို့စောင့်ငိုက်ကြလာစဉ်အတန်တန်ဆွဲယူလိုက်ရတဲ့မှန်နေသောစရုံးမှာလက်ရဘက်သို့ခရွန်ရွန်လေးစောင့်ငိုက်လာလေထိန်တော်ကြီးကရင်ဘက်တီး၍အမှန်မင်းတဲ့တဲ့ကလေးလှနေရတာနဲ့ဘက်နဲ့ကြောင့်စောင့်ပြတော်မူရတာတော့စုစုရဲ့ဟုပြောလင်တဲ့တဲ့မဲ့မဲ့ကြီးနေတာကိုစုစုကမျက်စီစပွင့်ဝင်စုတော်မူတာကိုအခုလိုဆောင်းဆောင်းလေးနေမှာလှတယ်ထင်တာ။ လှုပ်တော်မူပါထင်ရတာလှုပ်တော်မူပါမင်းသမီးဆိုတာတဲ့တဲ့ထုံးရတယ်ဗျာမင်းသားများမှာရံကိုလက်ရပဲအခက်ဆောင်ဆောင်ထုံးကြတာပါစုစုကပစိုးဝိတော်မူတော့ကရံတွေ့တဲ့ဆောင်ကြီးထုံးတော်မူခဲ့တဲ့အကျင့်ဖြောက်တော်မူမူခြင်းပဲဟာကိုဂိုင်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 ရှိပါစေချို့တော်ဆောင်သာထွက်တော်မူပါအိုးနေပေါင်းတကယ်တည်းမှာပဲပွဲကြည့်ဆောင်မြဘဲချင်းသွားရမှာလဲစောကြည့်စီရဖြည့်ဖြည့်မှာပေါ့ညပွဲတော်မှာမတီးရသေးဘူးလွန်းလွန်းလွန်းနေ ။အော်တိတိကဘွဲ့မဝင်ခင်ပြင်ကကျင်းပါဆိုတာလို့စူတာပြကိုဝင့်စားစင်ရင်ပြီးတွားဘုံလာဘုံနေဘုံထိုင်ဘုံနေရင့်တစ်ထက်ရင်အောင်လက်ထက်တင်ပေးခြင်းလို့ပါတကယ်တဲ့စိတ်တော်တော်မူတတ်လိုက်တာလဲလွန်ရောလွန်ရောလွန်ရောမဖြစ်ပါဘူးလွန်ရောဖရကိုတိုင်အောင်မှာပါပဲဟင်ဟင်ဘာတိုင်းမှာလဲဘသူကိုများတိုင်းမှာလဲတိတိရမဲဖရကိုလားဟုတ်ပါဘူးဗျဟိုးနန်းဦးမှန်စီကျောင်းတော်အမေတဲကြောက်ပါလိမ့် ခင်ဝါသေးကရင်းနှီးတော်ထိန်တော်ကြီးပြီးပြီးခက်ပေါ်ပေါ်မျက်နှာထားနေယုံမာတဲ့ဖျားတစ်တည်ရဲ့ထိတ်ဆူဖျားချောင်းကိုတစ်တည်အတီဆုံးပါစူထားပြကချစ်အားကိုနဲ့ຫນွယ်ဇိုးကြီးစိုးတော်မူပြီးနိုင်တဲ့ဇင်းနေပြူတော်မူမာတွေကိုဟိုးရွှေကိုတော်ကလေးကလူအေးတဘောက စိတ်ထားတော်ကပျော့ပျော့ပြန့်ပြားမှုစူထားပြားရဲ့ဆွဲမျိုးကိုကောင်းကောင်းကြီးအလိုလိုက်ပြီးအကြိုက်တော်ကိုပြုတော်မူနေရရှာမှစူစူကမကြောက်တော်မူဘူးဆိုတော့အင်းအဲ့ဒါကိုတော့ပုံသေးကြီးယုံကြည်ပါတယ်ဟုလျှောက်ထားလေစူပြားကလည်းပြုံပြုံကြီးရှူစားတော်မူကဟုတ်လေလေစူစူကိုခမဲတော်နဲ့မယ်ဖျားအလိုတော်လိုက်ထားတာခံတော်မူရတယ်လို့ဟိုးမောင်တော်ကလည်းအလိုတော်လိုက်ပြီးအကြိုက်ကိုပြုတော်မူရမှမင်းသားဆိုရင်မန်နဲ့ဟန်ကြီးပန်ကြီးများလောက်တဲ့နောက်စူစူကလည်းဘယ်သူကမှမကြောက်ပါ အင်နာဝင်သားမင်းသားကနမရောဘဂုတာကြီးစူဖြားလေးကိုအေးပေးပြီးမြောင်စားတော်မူတာထံမပေါ်ရင်သူ့ကိုလည်းစုစုကမချစ်ချင်ဘူးတိတာတက်တက်ဘယ်သူ့ကိုလဲစူထားဖျားရဲ့ကွက်ကွက်ပြပြမိတ်တော်မူစမ်းမှာဒီနေ့ဒီအနေကြမှာတော့အမေကို ရှက်ဟန်နဲ့ဖိုးပြီးလုံလုံကြီးဘူးကွယ်မနေပါနဲ့ဟုပြောင်းစီစင်းနေလျှောက်လေရာငါတက်တက်ကလည်းတိသားနဲ့လာပြန်ပြီဘာဝတိရမှာလဲစူထားဖျားရဲ့ တိရသားနဲ့မတိတရားဆောင်းနေအောင်နားလည်အောင်ဖက်နဲ့ပြောရမလဲကဲကဲနန်းဦးမှန်စီရွှေကြောင်းတော်ကတစ်တရလင်ကြီးကြောင်ပြောနေတာပါတဲ့တိပြီလားအိုးအဲ့ကြီးကထိုးထိုးနေတယ်ဖိုးသူတော်လူဖြိုတို့ကြီးလားဟွန်းဒါကြီးတော့တစ်တမလို့ချင်းပေါ့ကြက်တလုံးနဲ့ညောင်ပင်ကုန်သွားနေမယ်လူကြီးပဲခုမတိချင်ဟန်ပြု၍စကားကိုလွှဲနေရစူထားမှာစိတ်တော်တော်မူးလာပြီခက် ဒါဖြင့်ပြောတော်ဘူးတည်ရတာနဲ့မတိချင်အောင်ဆောင်မိစကားကိုကိုယ်ချောင်နေတဲ့ဥစ္စာဘယ်တော့မှနားလဲတယ်ပြောမှမဟုတ်ဘူးဒီတော့ပြောလည်းမပြောဘူးချွေတော့လည်းမတုံတော့ပွဲကြီးဆောင်လည်းထွက်တော့မမှုတော့ဘူးဟုစူးစမ်းမိန်ကြားကစိတ်ကောက်၍သွားတော်မူလီတော့တည်းနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတူတာပါ